မင်္ဂလာပါရှင်မန္တလေးခေတ်တိတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံး အာဆီယံအလဲကြောင့်ဥက္ကဋ္ဌသုံးနိုင်ငံကမြမရေသုံးမွေးဆိုင်ဆွေးနွေးမယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကွာလာလမ်ပူမြို့တော်မှာကျင်းပမယ့်58ကျင်းမြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနေ့တူအာဆီယံအလဲကြောင့်ဥက္ကဋ္ဌသုံးနိုင်ငံပါဝင်တဲ့မြမနိုင်ငံဆိုင်ရာသုံးမွေးဆိုင်ဆွေးနွေးပွဲကိုတောက်ကြနေမှာပြုလုပ်မယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟဆန်ကပြောပါရယ်။ယနေ့အောက်တိုဘာ24ရက်နေ့လယ်ပိုင်းမှာကျင်းပမယ့်ဆိုဝါစီဝေးမှာမြမနိုင်ငံတွင်နောက်ဆုံးအချိန်တွေတွင်မြမနိုင်ငံ၏အကြက်တဲအတွက်အာဆီယံဖွဲ့ရဲ့ငြိမ်းချမ်းသောအားလုံး ပါဝင်သောအပြေရှားရေးချိုးဖောက်မှုတွေကိုဆွေးနွေးမယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေကိုအာဆီယံနိုင်ငံသားဝင်ကြီးတွေကိုကျွန်တော်ရှင်းပြပါမယ်လို့ဝင်ကြီးချုပ်အန်ဝါအီဗရာဟမ်နဲ့တူအာဆီယံထိပ်သီးဆွေးနွေးပွဲဆိုင်ရာမီဒီယာရှင်းလင်းပွဲမှာမိုဟာမက်ဟဆန်ကပြောပါတယ်။ယခုနှစ်အာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံဟာဖေဖော်ဝါရီလနဲ့မေလအတွင်းမြန်မာတပ်ဆိုင်သူတွေနဲ့နှစ်ကြိမ်ထိတွေ့ဆက်ဆံခဲ့တယ်လို့၎င်းကဆိုပါတယ်။ခြေကောင်းဆောင်မေအောင်လိုင်းနဲ့ဆွေးနွေးမှုတွေထဲမှာအပြစ်ခတ်ရဲစဲရေး ဘေးသင့်ပြည်သူတွေတန်လူသားချင်းစာနာမှုကုညီပေးရခွင့်ပြုရေးတို့ပါဝင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ဒုတိယကြိမ်တွေ့ဆုံမှုဟာတွန်လန်ရေးအင်အားစုတွေနဲ့ပထမဆုံးကြိမ်တိုက်ရိုက်ဆက်သွယ်မှုဖြစ်လို့တမိုင်းမှတ်တိုင်တစ်ခုလို့သူကဆိုပါတယ်။မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာကိုစလဲလောင်း9000ကျော်နဲ့အဆင့်3ဆင့်ပြုလုပ်သွားမယ်လို့မိုဟာမက်ဟဆန်ကရှင်းပြပါတယ်။ အာဆီယံအဖွဲ့ဝင်တွေနဲ့မလေးရှားရွေးကောက်ပွဲကော်မရှင်ထံမြန်မာရွေးကောက်ပွဲဆောင်ကြည့်လေ့လာဖို့ဖိတ်ကြားထားပေမယ့်အရင်ဆုံးအာဆီယံအဖွဲ့တွင်စုပေါင်းဆုံးဖြတ်ပါမယ်လို့သူကပြောကြားသိရပါတယ်။ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာကောင်ဆောင်များတက်ရောက်မည့်အာဆီယံထိပ်သီးစည်းဝေးတွင်ပြည်သူဆန္ဒနှင့်ကန့်ညီသောဆုံးဖြတ်ချက်ထွက်ပေါ်ရန် NUG မျှော်လင့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာကောင်ဆောင်များတက်ရောက်မည့်58ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးတွင်မြန်မာအရင်းနှင့်ပတ်သက်၍ပြည်သူဆန္ဒနှင့်ကန့်ညီသည့်ဆုံးဖြတ်ချက်မျိုးထွက်ရှိလာရန်အမျိုးသားညီညွတ်ရေးဆိုရာ NUG ကမျှော်လင့်ကြောင်း NUG ဝန်ကြီးချုပ်ယုံထန်ကသိရပါသည်။အဆိုပါထိပ်သီးစည်းဝေးကိုလက်ရှိအာဆီယံလက်ချောက်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ို့ကွန်ဗင်းရှင်းဘဝဌာနတွင်အောက်တိုဘာ26ရက်မှ28ရက်ထိကျင်းပရန်ရှိပြီးကမ္ဘာကောင်ဆောင်များတက်ရောက်မည်ဖြစ်ပါသည်။ရင်းမတိုင်မီမြန်မာနိုင်ငံဆိုင်ရာအာဆီယံလက်ချောက်ဥက္ကဋ္ဌ၏အထူးတန်တမန်ကဦးစီ၍မြန်မာရေးသက်ဆိုင်သူများအားလုံးပါဝင်သောအစည်းအဝေး SCM ကျင်းပခဲ့ပြီး NUG နှင့်တော်လှန်ရေးအင်အားစုများကအချက်၅ချက်တောင်းဆိုထားကြောင်းသိရပါသည်။ NUG အပါအဝင်ဒီအဖွဲ့အစည်းတွေကပြည်သူထောက်ခံမှုရလာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဒီတောင်းဆိုမှုတွေကပြည်သူလူထုရဲ့အတန်ကိုအများကြီးထင်ဟပ်စေပါတယ်ဟု NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါတယ်ထို့ကြောင့် ASEAN ၏လက်ရှိ58ချိန်မြောက်ထိပ်သီးအစည်းအဝေးမှနေ၍မြန်မာရှင်နဲ့ပတ်သက်သည့်ပြည်သူလူထုဆန္ဒနှင့်မဆန့်ကျင်ဘဲကန့်ညီသောဆုံးဖြတ်ချက်သဘောမျိုးထွက်လာရန်လဲမျှော်လင့်မိကြောင်း၎င်းကဆက်လက်ဆိုပါတယ် NUG နဲ့တောင်းလိုင်း၏အင်အားစုများတောင်းဆိုသည့်အချက်၅ချက်တွင်အာဏာသိမ်းစစ်ကော်မရှင်ကစီစဉ်သောရွေးကောက်ပွဲများတွင် ASEAN ဘုံသဘောတူညီချက်၅ရက်သို့မဟုတ်နိုင်ငံတကာ ားစံနှုန်းများရတရားဝင်မှုလုံးဝမရှိသဖြင့်အတိမတ်မပြုဘဲညှင်းဆိုရန်ဆိုသည့်အချက်လဲပါဝင်ပါတယ်။ရင်းပြင်စစ်ကောမရှိ၊လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများဆိုင်ရာရက်သားများပေါ်ကြမ်းဖက်မှုများကာကွယ်ပေးရန်ကိစ္စရပ်များရက်ဆက်ကြမ်းကြုတ်မှုများပေါ်နှုတ်ဆက်နေခြင်းကိုအဆုံးသတ်ရန်စသည့်အချက်များပါဝင်ကြောင်းသိရပါတယ်။ထို့ပြင်ဥပဒေမဲ့ဖမ်းဆီးခံတာရသောတမရနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တရင်တော်များတက်ကြွလှူရှားသူများရက်ရွာကောင်းဆောင်များနှင့်နိုင်ငံ၏အကျဉ်းသားများအလုံးကိုချွင်ချက်မရှိအမြဲဆုံးလွတ်ပင်ရန်လဲတော ောင်းဆိုထားပါတယ်။အာဆီယံနဲ့နိုင်ငံတကာအင်အားစုများသည်စစ်ကောမရှင်အဓိကထွက်ပေါက်ရွေးကောက်ပွဲကိုအတိမတ်ပြုလိမ့်မည်မဟုတ်ဟု ASEAN အစည်းအဝေးတက်ရောက်ခဲ့တဲ့ပုဂ္ဂိုလ်မျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတဲ့ ASEAN ကို NUG NU CC CRPH နဲ့ EOS များပါဝင်ဒေါ်လာရင်းအင်အားစုများတက်ရောက်ခဲ့ပြီးအာဆီယံကလည်းလက်ရှိဒိတ်သည့်စီဝေးအတွက်စစ်ကောင်ဆောင်ကိုပိတ်ကြားမှုမရှိပေစစ်ကောင်ဆောင်၏အာဏာသိမ်းမှုကြောင့်ရင်းသွေးပိတ်ပင်ထား ားခြင်းဖြစ်ပြီးမြမချက်တဲကိုဖြည့်ရှင်ရင်ရည်ရွယ်သည့်ဘုံသဘောတူညီချက်၅ချက်အားအာဆီယံနေဖြင့်ခိုင်မာစွာလိုက်နာကြောင်းလည်းမလေးရှားဝန်ကြီးချုပ်ကဆိုထားပါသည်လက်ရှိချိန်နေနဲ့ပတ်သက်၍စီးရင်နိုင်ငံရေးအကဲခတ်တူကမူယခုထိပ်သည့်စီဝေတွင်မြမရည်ကျင်ညာချက်ပါဝင်နိုင်တော်လေကမ္ဘာကောင်းဆောင်များတွိတ်ဆုံမှုတို့ကပိုအရေးပါနိုင်ဟုပြောပါသည် သုံးသက်ပြောကြားပါရင်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတပါဝင်တရုတ်ဂျပန်ရုရှားဥရောပအရှေ့လေပိုင်းလက်တင်အမေရိကဩစတြေးလျနယူးဇီလန်နဲ့တောင် အာဖရိကနဲ့ကမ္ဘာတဝန်းမှာထိပ်တန်းကိုယ်စားလှယ်များပါဝင်တက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးလောင်ရှုံလန်းတွင်ရင်းများဖြတ်တန်းခွင့်ပြုပြီးဖြစ်တော်လဲကုန်တင်ရင်းများကိုမူသွားလာခွင့်ဆက်လက်ပိတ်ပင်ခီးတယ်များကို ပြင်းလွင်အထွက်တွင်ဓာတ်ပုံမတန်ရပ်ယူနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် GNLA တင်ပိုက်ထားတဲ့ရှမ်းပြည်ရှိကြောင်မဲနဲ့တီဘောမြို့များစစ်ကောင်ရှင်ကပြန်လည်ရှာယူပြီးနောက်မန္တလေးလောက်ရှိုလမ်းမကြီးပေါ်ဖြတ်တန်းသွားလာနိုင်ပြီဖြစ်တော်လေကုန်တင်ရည်များကိုမူဖြတ်တန်းခွင့်မပြုသေးကြောင်းသိရပါရယ်မန္တလေးလောက်ရှိုကိုဖြတ်တန်းသွားရန်အတွက်မန္တလေးမှပြည်ဦးနေမြို့ထွဲ H-ray အဟောင်းစစ်စေးကိမ်းမှခီးတဲ့ရမောင်းနဲ့ခီးတဲ့များကို စစ်ကော်မရှင်တပ်ကဓာတ်ပုံရိုက်မှတ်တမ်းယူထားကြောင်းအဆိုပါလမ်းကြောင်းတွင်ပြေးဆွဲနေသူရင်မောင်းများထံကသိရပါရယ်မန္တလေးလောက်ရှိုအဝေးပြေးလမ်းမကြီးတခြားနောင်ချိုမြို့အကျော်မှာကုတ်တွင်တရာထိခိုက်ထား၍ဘေးလီတရာထိုးထားရကြောင်းသိရပါရယ်လက်ရှိတွင်အဝေးပြေးရင်လမ်းကြောင်းပွင့်နေတော်လဲတရုတ်ကုန်စည်များကိုလုံးဝသိယူခွင့်မပြုဘဲကုန်ပစ္စည်းအသိမွှားများကိုသာသိယူခွင့်ရှိပြီးမျက်စစ်ပစ္စည်းများကိုလည်းလုံးဝသိယူပို့ဆောင်ခွင့်မရှိကြောင်းသိရပါရယ်လူစည်းကားလေးတွေရတဲ့ကုန်ကားမပေးဘူးတရုတ်ကုန်ကိုဘာမှမပေးဘူး ဂိတ်တန်စာနည်းနည်းရတယ်စက်ချောင်းမိုင်ဂိတ်မှာရစ်တဲ့ဝက်ဝန်ကနည်းနည်းရတယ် H-ray အဟောင်းနေရာမှာပြောတယ်တရုတ်ကုန်တယ်မလားနဲ့ electronic ပစ္စည်းတယ်မလားနဲ့ဖနက်တင်ရဲ့အင်ဂျီတထည်ဆိုရတယ်ဟုမန္တလေးလောင်းရှုံလန်းကြောင်ပြေးဆွဲနေသူရှင်မောင်တို့ကပြောပါတယ်အစိုးရအဝေးပြေးလမ်းမကြီးတခြားတီဘောမျိုးမစတင်ကပြင်းဥလင်တင်စစ်ကော်မရှင်တက်ကိတ်များရဲကိတ်များအများပြားချထားသလိုစစ်ဆေးမှုများလည်းတင်းကျပ်ထားကြောင်းမန္တလေးလောင်းရှုံခီးတဲ့ရှင်မောင်တို့ထံကသိရပါတယ် အခုလမ်းပွင့်သွားပြီမဲ့ခီးစိတ်မကြေလို့ဝေဖန်နေတာရှိတယ်။အရင်ကပတ်ပြီးသွားရတာအခုလမ်းပြောင်းပြီမဲ့ခီးတဲ့ရေတွက်နဲ့လိုက်ပြီးတော့တယောက်တစ်တောင်းဂိတ်ကြီးပေးရတယ်။အဲ့ဒီတော့စီဘိုးသိမ့်မကုံပြီမဲ့ဂိတ်ကြီးကုံနာရှိတယ်ဟုအဆိုပါရှင်မောင်းကပြောပါရယ်။မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်ကြားရှိ DNL အပါအဝင်ပြည်သူ့ကာကွယ်တပ်မတော် PDF အဖွဲ့များသိမ့်ပိုက်ထားတဲ့နောင်ချိုကြောင့်မင်းနေတီဘောမျိုးတို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိပြီးနောက်အဝေးပြေးလမ်းကိုထိန်းချုပ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါရယ်။စစ်ကော်မရှင်သည်အောက်တိုဘာ18ရက်မှာတီဘောမျိုးကို ပြန်လည်ရရှိခဲ့ပြီးအောက်တိုဘာ၁ရက်မှာကြောင်မဲမျိုးနဲ့ဇူလိုင်ဇွန်လလတော့မှာနောင်ချိုတို့ကိုပြန်လည်တည်ယူနိုင်ခဲ့ခြင်းဖြစ်ပါရင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်တဲ့ယခုနှစ်စက်တင်ဘာကတရုတ်နိုင်ငံသို့သွားရောက်ပြီးနှစ်နိုင်ငံကုန်သွယ်ရေးနဲ့နေဆက်ကိတ်များပြန်လည်ဖွင့်လှစ်ရန်တောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကိုင်းမှုပောင်းဝင်ပတ်သက်မှုနဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ဇော်နိုင်ဦးကိုယာရုမဖေရှားဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကိုင်းပောင်းဝင်ပတ်သက်မှုဖြင့်ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်နိုင်စောဦးကိုယာရုမဖေရှားဖမ်းဆီးလိုက်ကြောင်းစစ်ဘက်သတင်းရှင်းပြနေစီရီယံဗိုလ်ကြီးစင်ရောကပြောဆိုပါရယ်။တရားမဝင်ကုန်သွယ်မှုများကိုဖမ်းဆီးရမှာစတင်၍ဟိုပုံနီးပညာကျောင်းကြီးပုံမှုချုပ် န်းထင်ဆိုနေတိုင်းမူဘူချုပ်နိုင်ဆောင်ဦးတို့ကြောင့်ပြည်ထနာတက်ကြကြောင်းတိုင်းမူထန်တို့လက်ပေးလက်ယူထားတဲ့ကုန်ကားတချို့နဲ့တေကားတချို့ကိုဟူပုံးနည်းပညာကြောင့်ကြီးဘုံမူချုပ်တန်းထင်ဆိုနေတက်နေမှုများကဖန်စီခဲ့ရာပြည်ထနာဖြစ်ပွားခဲ့ကြောင်းရင်းကိစ္စအတွက်ဘုံမူချုပ်တန်းထင်ဆိုကနေပြည်တော်တို့တိုင်ကြရာမှာရခုကဲ့သို့အရှေ့ပိုင်းတိုင်းမူဘူချုပ်နိုင်ဆောင်ဦးကိုဖေရှားဖန်စီခဲ့သည့်ထိဖြစ်ပေါ်လာကြောင်းသိရပါတယ်စီဒီအန်ဘူကြီးစင်ရောကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဖန်စီခံရမှုမှာအတိပြုထားနိုင်ပြီးဟူပုံးစစ်နည်းပညာကြောင်း ောင်းဂျေဘုံမှုချုပ်တန့်ထင်ဆိုတော့ကြောင့်ပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ရပါခအရှိပိုင်းတိုင်းတိုင်းမှုဘုံချုပ်နိုင်စော်ဦးသူကဒေသ25ကဘုံမှုချုပ်တန့်ထင်ဆိုနဲ့ညှိတယ်လို့ပဲအကြံပြင်းသိရပါတယ်။ဟိုဘုံဤပညာကျောင်းဂျီနဲ့ညှိတာဟုစီရီယံဘုံကြီးစင်ရော်ကပြောပါတယ်။ဘုံမှုချုပ်နိုင်စော်ဦးတင်ရခင်ကဘာထူးတက်မျိုးကြီးတိုက်ခိုက်ရေးတနန်းကျောင်းဤကျောင်းဂျီဖြစ်ပြီး2020ခုနှစ်ဩဂုတ်လအတွင်းမှာအရှိပိုင်းတိုင်းစစ်ဌာနချုပ်ဤတိုင်းမှုဖြင့်ရာထူးတုံးမြင့်ခံခဲ့ရသူဖြစ်ပါတယ်။ဘုံမှုချုပ်နိုင်စော်ဦးတင်အရှိ ေပိုက်တိုင်းမှုဖြစ်ပြီး၃လနီးပါးကြာမှတရားမဝင်ကုန်သွယ်မှုနဲ့တရားမဝင်စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်မှုဖြင့်ယာရုမဖေရှားဖန်ဆင်းခံလိုက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။